တောင်ကြီးကနေအဲကျွန်တော်လည်းအတူတူပဲမီဂျီယာလည်းအတူတူပဲတောင်ကြီးကနေအဲကျွန်တော်တော့သူ့ဘယ်မှာစပြီးတတိထားမိလဲဆိုတော့ audition တွေကလည်းကနေသူကဘောလုံးဒီဝတ်စုံလေးနဲ့ guitar တလက်နဲ့ပေါ့နော်အဲအစားဆိုရင်သူသူ့ကိုတကယ်ဟိုအိမ်တော်ကြားပါမလားအဲအဲ့လိုတော့မထင်ဘူးလူလူတယောက်ဖြစ်ပါတယ်ဟုတ်ဆင်ငယ်တယောက်ပါ အိမ်တော်ပြုတယ်ဆိုတော့ကျွန်တော်ထင်တယ်လောက်မလွယ်ဘူးဆိုတော့ကျွန်တော်မှအများကြီးစူးစမ်းရတယ်ပြည့်စုံအောင်လုပ်ရတယ်ကိုကိုတိုင်တော်မှဘာမှဟိုမပြည့်စုံသေးတဲ့အနေထားဆိုတော့ကျွန်တော်တက်ကတော့အဲ့ဒါတွေကလူအောင်မယ်ထင်ပါတယ်ဟုတ်အဲဆိုင်ပုံပွဲလေးရပြတာကတော့အခုဒီဆိုင်ပိုင်ရှင်အမားနဲ့ကကျွန်တော်တို့ဖိုးပန်းမှတချင်းသွားဆိုရင်ねစုံခဲ့ကြတာပေါ့နော်ဆိုတော့အဲ့ဒီတော့ကလည်းအမားရဲ့လက်ရည်ဒီအဲဝါယူရစားစားတွေကိုကျွန်တော်တို့စားခဲ့ဘူးလေ အခုလည်းအမကဒီရန်ကုန်မှာဆိုင်လာဖွင့်တဲ့အခါမှာဒီရိုးရာစားစားလေးတွေဖွင့်မယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးကြားတယ်ကြားတော့ဟိုကျွန်တော်တို့ကိုယ်တိုင်လည်းတိုင်းရင်းသားစားစားတွေကိုကြိုက်တယ်ကြိုက်တော့အခုဒီဖွင့်ဖြစ်တဲ့အခါမှာကျွန်တော်တို့ကိုယ်တိုင်အာဒီဝမ်တာအာရနဲ့ကျွန်တော်တို့လာပြီးတော့ဝင်ရံဖြစ်တာပါခင်ဗျာဟုတ်ကျွန်တော်တို့ကမေဂျီနဲ့ကကျွန်တော်တို့ audition ဝင်တဲ့မျိုးကအတူတူပဲကျွန်တော်တို့တောင်ကြီးကနေအဲကျွန်တော်လည်းအတူတူပဲမေဂျီကလည်းအတူတူပဲတောင်ကြီးကနေကျွန်တော်တော့သူ့ကိုဘယ်မှာစပြီးတတိထားမိလဲဆိုတော့ audition တွေကတည်းကနေသူက ဘောလုံးဒီဝတ်စုံလေးနဲ့ဂီတာတလက်နဲ့ပေါ့နော်အဲဒီဒီအောက်တော့မှာကျွန်တော်တို့ဒီတိုင်းဟိုအပျော်ဆိုဖို့နာထားထားတဲ့နေရာလေးရှိတယ်အဲ့ဆိုဆိုချင်တဲ့လူဝင်ဆိုပေါ့နော်ဆိုတော့အဲ့အဲ့နေရာမှာလဲသူကဂီတာတလက်နဲ့တချင်းဆိုနေတာတွေ့လိုက်တော့ဟာမိန်ကလေးတယောက်ကအဲသူကဘောလုံးအင်ကြီးကလဲဝမ်းဆက်ကိုဆိုတော့ဂျာစီဝမ်းဆက်နဲ့သူကဆိုနေတော့ဟာမိုက်တယ်ဒီတယောက်ကအတန်လဲကောင်းတယ်ပေါ့နော်ဆိုတော့အဲ့ကနေ့နေကျွန်တော်တို့ကတော့သူ့ကိုတတိထားမိတာမှတ်မိတာပေါ့နော်သူကတော့ ကျွန်တော်တို့เนี่ยရန်ကုန်ရောက်มาပဲအဲဟိုတိကြတာပေါ့ခင်ကြတာပေါ့เนาะဟုတ် तू อ่ะဟုတ်တယ်အစားဆိုရင် तू तू တကယ်ဟိုအိမ်တောင်ကြပါမလားအဲ့လိုတော့မထင်ဘူးအ तू तू ပုံစံလောကတကယ်ယောက်ျားလေးလိုပဲယောက်ျားလေးလိုပဲဆိုတော့ဟိုဘယ်လိုပြောမလဲသူ့ရဲ့စိတ်ကလေးကရှင်းတာကိုပြောချင်တာပေါ့เนาะဟုတ်ပါတယ်ကျွန်တော်အခုချိန်ကြည့်လဲဒီတချင်းဆိုတဲ့အလုပ်နဲ့ပဲရက်တည်ပါတယ်ဟုတ်အဲ့တော့မကြပါဘူးအာမကြသေးဘူးအခုတိအဲဟို လူလွတ်တယောက်ဖြစ်ပါတယ်ဟုတ်ဆင်ငယ်တယောက်ပါအဲလိုမဟုတ်ပါဘူးဟိုကိုကိုတိုင်းတောင်မှစူးစားစဲကာလလို့ပြောလို့ရပါတယ်အိမ်မက်တီကိုပေါ့နော်ဆိုတော့ကိုကိုတိုင်းတောင်မနေစူးစားနေတဲ့အချိန်မှာကျွန်တော်တို့ကတော့ဘာမှမပြည့်စုံသေးရဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဒီဟိုကျွန်တော်တို့အထင်းနဲ့အဲအိမ်တော်ပြည့်ရဆိုတော့ကျွန်တော်တို့ထင်တယ်လောက်မလွယ်ဘူးဆိုတော့ကျွန်တော်တို့မှအများကြီး အကျိုးစားရတယ်ပြည့်စုံအောင်လုပ်ရတယ်ကိုကိုတိုင်တောင်မှဘာမှဟိုမပြည့်စုံသေးတဲ့အနေထားဆိုတော့ကျွန်တော်တက်ကတော့အဲ့ဒါတွေကလူအောင်မယ်ထင်ပါတယ်ဟုတ်အာငွေစင်လိုက်နဲ့ပတ်သက်လို့ကတော့သူကအဲဘယ်လိုပြောမလဲသူလည်းအဲ့လိုမျိုးပဲဟိုကျွန်တော်တို့ပေါင်းအောင်တင်းရတာသူကသူကလည်းတိတ်မင်းကလေးမဆောင်လို့ပြောလို့ရတယ်မင်းကလေးမဆောင်ဘောနော်သူ့ရဲ့အဲစိတ်ဓာတ်ကလည်းတကယ်ဟိုရှင်းရှင်းလင်းလင်းရှိပါတယ်ဘုံမင်းရှင်းရှင်းဘောနော်ဆိုတော့အရန်ပေါင်းလို့ကောင်းတယ် ချင်းကျွန်တော်အလုတ်လောက်ရတာလည်းရန်ကောင်းတယ်ဆိုတော့သူသူတို့เนี่ยအဲ့ဒါကြောင့်လဲပို့ပြီးတော့မှခင်းတယ်တွဲဖြစ်တယ်အဲ့လိုမျိုးပေါ့နော်ဟုတ်ဟုတ်